တလုံးရောအနည်းဆုံး900လောက်ရှိနေတဲ့အချိန်မှာဒီနွားတို့ရောပေါင်မုံရောအမေငါပြောသီးရောအဲ့လောက်ပါတာအကုန်လုံးအပြည့်စုံပါတာတော့မှ1000လောက်ဘယ်လိုပဲဖြစ်တန်တယ် ္ဂလာပါရှင်ဝါဒီဒီခေါအစာပြေလာစားတဲ့ဆိုင်လေးရတော့ဒါစံပြစီတန်တုမာလမ်းမအောင်မှာရှိတယ်ဒါနမဲကြီးပေါ့နော်ပြစ်တိုင်းထောင်နွားတို့အဟာရဆိုင်ဖြစ်ပါတယ်ဝါအခုရောက်တဲ့အချိန်ကအဲ၄နာရီလောက်ပေါ့နော်ဆိုင်ကဖွင့်တာ၃နာရီခွဲ၄နာရီလားလို့ပြောလို့ဆိုင်ဖွင့်ချိန်အမိကိုလာတာညနေပဲဆိုလို့ရှိရင်ဒီဆိုင်မှာလုံးဝဟိုလူကအယမ်းများပါဗောနော်ဒါပေမဲ့အခုရောက်တဲ့အချိန်မှာလူကအယမ်းကိုများနေပါတယ်ဟိုဘက်ချမ်းမှာဒီဘက်ချမ်းမှာပါဆယ်ရောစားမဲ့လို့ထိုင်ဆောင်နေတဲ့သူတွေကအများကြီးပဲပေါ့နော်အဲသူစီမှာရတာတွေကတော့အမျိုးပေါင်း၄၀ကျော်လောက်ရတယ် ပြားရင်ကြက်ဦးတန်ပရားရေးပိုင်းနာမည်ကြီးရပေါ့နော်ဟိုကတော့ဒီနေ့ကအာဟာရစားဖို့လာမလို့အာဟာရပဲမှားတာပါရဲ့သူစီမှာဆိုရင်ပေါင်မုံနွားနို့ကြက်ဦးတို့ပြီးလို့ရှိရင်ကြက်ဦးကာချက်နိုခဲဒိန်ချင်းရိုးနွားနို့အစားဒီပေါင်မုံနဲ့ပတ်သက်တာတွေရောအကုန်လုံးရပါရဲ့ရှင်သူရဲ့ဆိုင်ရထူကြကြတာဗာလဲဆိုတော့ဒီအထဲထဲမှာပေါ့နော်ဟိုဘက်အနောက်ကပိုကြီးမြန်ငါပြောသီးတော့အဖိလိုက်တွေတန်းစီပြီးတော့ချိန်ထားအဲ့ရရန်သဘောကြဘူးကောင်းဒီဟာကချတော့သူကောင်းရင်းမောင်းကိုနို့ အေးဆမ်းပါအဲကောင်းရင်ငချိတ်ရေရိုးကောင်းရင်ဟိုမှာတော့အုံးဒီရေနှွားနို့လေးဆမ်းပြီးစားရတာပါဒါကကြတော့ဆမ်းပြုတ်လားဟုတ်ပါပါဟောဒါဆမ်းပြုတ်တယ်နို့ဆမ်းပြုတ်ပေါ့တွားချက်တပွဲဘလောက်1500 1500ပဲရှိရဟာလေးကြတော့ तू ကနို့ပူတင်းပါတဲ့ဒီထဲကနေပြီးတော့ထုတ်ပြီးတော့ပေါ့နော်ဒီနို့ပူတင်းထုတ်ပြီးတော့ဖော်ဘူးလေးနဲ့ထည့်ပြရတွားချက်တပွဲ1800 ါအမှားတိုင်းအဟာရရပါပြီအဟာရမှာဆိုအပူရဲ့အေးရဲ့ရှယ်ပေါ့နော်ဒါကတော့အေးပါအေးက3300ပါတယ်အပူကတော့3000ပဲရှိပါတယ်အဟာရမှာဆိုလို့ရှိရင်သူကဒီပေါင်မုံရဲ့ပြီးလို့ရှိရင်ဒီမို့ကြက်ဥကကြက်ပေါ့နော်အဲ့ဒါရဲ့ပြီးတော့မှပြောသီးရဲ့ပါပါတယ်မွားနုရဲ့ပေါ့နော်ပြည့်နှစ်နေမှာပဲအင်းအမေပေါ့လားချုံရပဲဘလောက်နမေကြီးပြီးတော့လူတွေအများကြီးတန်းစီနေမစမ်းတော့ဘူးတော်တော်မိုက်ရရတာ ်အေးအေးမာလိုက်တော့လေသူတို့ရာသီဥတုပူနေတဲ့အချိန်မှာလေရင်ထဲကိုအေးအေးပြီးတော့လေအဲ့လိုမျိုးအားရှိပြီးတော့လမ်းသွားတာလူကနာကျုပ်ကျုပ်အကလေးอืม ဒါကြောင့်ငါပြောသည်ငါပြောသည်ကိုနွားတို့လေးနဲ့စိန်ပြီးတော့အတော်တော်ချိုးတာငါပြောသည်ကအာဒီပြတိုင်းတော့အဟာရဆိုင်တွေကဆိုလို့ရှိရင်ဖွင့်လာတာ18နှစ်လောက်ရှိသွားပြီလို့သိရပါတယ်အဲ့တော့ဆိုင်ကဖွင့်လာတော်တော်ကြီးကြာပြီပေါ့နော်ပြီးတော့ဒီညနေ3နာရီ4နာရီလောက်ဆိုရင်ဆိုင်ဖွင့်ပြီးတော့ညကျရင်တော့ရှင်းနိုင်လောက်တွေရှိပါတယ်ညမိုးချွန်တော့ဒီစားပို့ပြီးလူများတယ်ခုနကဟိုဘက်ကနေပြီးလာပါဘောနော်ကောက်ကွာလှမ်းပြီးကြည့်လိုက်တဲ့အချိန်မှာဆိုင်ကလူရဲများတယ်ဟာတွားပြီးတော့ငါတော့အရင်ဆောင်ရတော့ဟွာပဲလို့ပေါ့နော်အဲ့လောက်ထိရမှာရောင်းရပါပါ အရင်မစားနိုင်ဘူးလို့ထင်တာအစတော့လေဒါပေမဲ့ तू ကမအီဘူးအဲ့မအီတာတော်တော်ကောင်းတယ်ပြောက်က3000ပါတော့တကယ်ကိုတန်းတယ်အပြစ်မှာကြက်ဥတလုံးအနည်းဆုံး900လောက်ရှိနေတဲ့အချိန်မှာဒီနွားတို့ရောပေါင်မုံရောအဘိငါပြောသည်ရောအဲ့လောက်ပါတာအကုန်လုံးအပြည့်ဆုံးပါတာတော့မှ3000ကတော့ဘယ်လိုပဲဖြစ်တန်းတယ်ဒါအေးစားချင်သွားရေခဲထည့်လိုက်တော့3000 3000ဖြစ်သွားပါတော့အထောက်ကလေးကဘာလေးလဲ ချော်ထုတ်လေးလည်းရောင်းလေဘာပေးယူတို့300တဲ့ပြီးမှတတ်ဆက်စုတော့အနှစ်ကိုနောက်ဆုံးမှစားတက်တဲ့သူတွေရှိလားကြက်ဦးစားရင်အနှစ်ဖောက်တော့မှာနော်အနှစ်ဖောက်တော့မှာအမလေးကျလောကလောအားရင်းနေအကုန်ရသွားတာလို့ပါတော့ကြာတပွဲတော့ကောင်စားပွားလို့ရှင်တော့အလုတ်ကောင်းကောင်းလုပ်နိုင် အရှက်ပဲထုံထားရမှာကုန်ပြီကောင်းပါ့။ကောင်းပြီ။ရန်တန်အရမ်းမိုက်။ဒီနေ့အင်းမြရန်ဆန်အားရှိ။အဲ့တော့အင်ပြန်ဝတ်တဲ့ပါဆယ်မှားတာဒီပါဆယ်ယူသွားပြီးရင်တော့ဒီနေ့ vlog လေးကတော့ဒါတင်ငန်းကျွန်းဆန်ရစီရှေ့ပေါ့နော်။ဒါ tonight ရွှေဆိုင်ရှေ့ tonight ရွှေဆိုင်ရှေ့မှာရှိတဲ့ဒါပြင်ထိုင်းထောင်နွားတို့အဟာရဆိုင်တွေမှာအစာပြေလာစားခဲ့တာဖြစ်ပါရဲ့ရှင်။အဲ့တော့ အားပြည့်နေသူတွေအားမရှိတဲ့သူတွေလည်းဒီဆိုင်မှာလာပြဆားကြည့်ပါရတာအရင်ကောင်းပါတယ်ရှင်အဖုန်းနံပါတ်လေးလည်းပါပါတယ်အော်ဒါလည်းမှာကျင်းမှာလို့ရပါရှင်အဒီနေ့ vlog လေးရတော့ပါပါရှင်တက်တာ